အန်တီလိုဖြုတ်ကုန်ပြီမရဘူးခြေလုံးတော့ကဝင်လာလို့ဖြူတီအတွေ့တွေခေါ်ချက်ရောက်ရင်တနေ့မှာကဘယ်လောက်ရတာတောင်းလာတောင်းလာပေးမနဲ့ကောမမောက်ချစ်လာချစ်တယ်လို့ပြောငါတော့ဝင်ချစ်လာအားကြီးနဲ့နော်အမေကမှအမေအမေရရှိမှဟာဟာလာအတကြီးလို့ရှိရင်ကို့ဘေးနားမှာသာသမီမွေးထားတော်ညာအပြုစုဖို့ဆိုတာ ဆိုတဲ့မျောလင်းချက်ကြီးရလေတိတ်မဖြစ်နိုင်တယ်လို့မျိုးဖြစ်နေပါတော့เนาะအအဆုံးဆုံးပြောရရင်ကိုယ့်ရဲ့အိမ်တော်ဘက်တော်သိကြအောင်อืมအဘိုးဘွားရေးတာတွေဘာတွေသွားကြည့်လို့ရှင်လဲလေအပြိုကြီးလူပြိုကြီးတွေပဲရှိနေရမှာ Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပောက်ပောက်ဆာဆာရည်သေးရဗီဒီယိုလေးတွေရရှင်လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေးလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်မြန်မာနေ ဖြုတ်ပြီးဖြုတ်ပြီးဟုတ်ဟုတ်ဟုတ်ပဲဈေးပါလဲမသိဘူးရောက်ရေအန်တီတို့ဖြုတ်ကုန်ပြီမရဘူးခြေလုံးတော့ကဝင်လာလို့ပြူတီအတွေ့တွေကောကြက်ရောက်ရေ na 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 da bi bi du chi chin da bu ko nai so lo tin dong cha ma chai so lo di pa chi chiu yao yi po 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 lai po lai chau yao na ma ma na ga sai ta tui a thai ko me tu ye ri dan le ga yo tro ta mai le piao lai dia no အန်တီတွေသွားရှုပ်လို့မရဘူးเนาะအန်တီဆိုပြီးတော့သွားထင်မသိနဲ့เนาะရှယ်ဖြုတ်နေတာဈေးထဲမှာအန်တီရှယ်ဖြုတ်နေတာဒီမမအတော်ဆိုးနေပြီတဲ့ဒါရည်သားရှာတဲ့ဤအစ်စ်ပေါ့เนาะဘဲမရှိတဲ့နင်တို့တွေအတွက်တီးတန်တနေ့မှာကဘယ်လောက်ရတာတောင်းတာတောင်းတာပေးမနဲ့ကောမမောက်ချစ်လားချစ်တယ်လို့ပြောရင်9000ဘူးဟုတ်ချစ်လားဟုတ်ရောချစ်တယ်လို့ပြောရင်9000နဲ့เนาะမစိုးဘူးဟာရော ဘာပဲပြောပြောချစ်တယ်3000လောက်ပြောရင်ကို1000ကျွဲဖြစ်နေပြီကွာ network ကိုက်နေပြီဘာပဲပြောပြောနော်မစိုးဘူးတနေ့မှာကွာဘယ်လောက်ရတာ3000 3000တင်မနဲ့ကွာမမောက်ချစ်လာချစ်တယ်လို့ပြောငါတော့ချစ်လာအားကြီးနဲ့နော်ဟမ်ဟာအမေကမှာဟုတ်အမေရေးစမ်းထားခိုင်းတာရေးစမ်းထားဘာလို့ဝင်လို့ပြောလဲရိုင်းမယ်ရိုင်းတယ်မမနင်အမေမသိအောင်ခိုးထားလေနော်မလေးလူစီလာမမအကုန်ဖြည့်သီးပေးမယ်လေဟုတ်ဘာလို့ မောင်လင်းလိုချင်တာတွေဖြည့်စည်းပေးမယ်ဘာလိုချင်လဲတဲ့မမတွေကအဲ့လိုပဲလားဟမ်မောင်လေးတွေကိုကြိုက်မိပြီဆိုတာနဲ့သူလိုချင်တာအကုန်ဖြည့်စည်းပေးတော့တာပဲလားဟလားဟမ်ပြောစမ်းပါဦးမမတွေများရှိရင်တစ်ချက်လောက်မလေးလူကြီးနော်မမအကုန်ဖြည့်သီးပေးမယ်လေ။ဘာလို့ကျင်လဲအဲ့ဒီလူကြီးအဲ့ဒီခဏတည်းနဲ့လိုက်ဝင်မယ်။ချစ်လား။ဟမ်။မေးစလို့ကတော့ချစ်တယ်။ဟမ်။ ကလေးကိုချစ်လာလို့တစ်ခါပြောချစ်တယ်လို့သူတို့တို့ကြောင်ပြောချစ်လာဟာချစ်တယ်တကယ်လားရောကဲအဒီပဲရောဒီနေရာဒီနေရာချစ်တယ်လို့ပြောလို့ချစ်တယ်လို့ပြောရင်ငါတော့ဗျာအာချိုးချစ်လို့ပေးတာမမလည်းမုံလို့ချစ်လို့ you are အဲ့တကယ်မချစ်ဘူးလားဒီနားမနေရင်နေရလားဒီနားမနေရင်ဆောင်းတယ်ဟုတ်ပြီအဲ့ဒါနေရတဲ့ရ ်ဒါရင်တော့တကယ်ချစ်တာနော်အဲဟုတ်ပြီမဖြစ်မပေးနဲ့မမလေးနော်အတော်ဆိုးနေတကယ်ချစ်တာလည်းငါ့ကိုတွေ့တာငါကြီးစားရပါပြီနင်တို့လည်းစုံရပြီဖေးနိုင်ဖေးနိုင်တပြောပေါ့ချစ်တယ်ဒါလည်းချစ်တယ်ရမ်းချစ်တယ်အော်ရမ်းချစ်တယ်နဲ့တော့တိုးနေသေးတယ်ပိုင်ရက်ကွာခေါင်းကြီးတို့ရေမင်းတို့ကောင်းနေအပြင်းတွေပါတွေသွားမယ်ဆိုရင်လည်းတတိထားပြီးသွားတက်လား မမတွေကအခုတလော့အယမ်းကိုစိုးနေတာတဲ့လားငါသတင်းတွေကြားတယ်မမတွေတော်စိုးနေပြီအပြိုကြီးတွေလိုင်းတော့မီမစွန်တာဘာဖြစ်လို့လဲစီစာကြောင်ပြီးကြီးများလို့ပေါ့ဟဲ့အမှန်တွေပြောကိုကြီးဆိုတာလေအုံးကြီးနဲ့တူအဲလေဘလောက်တိုက်တိုက်သမျာအသီးတွေသာကျွေကြတယ်သူတို့ကအကျွေမကြအညာခိုင်နေအေးသူတို့အညာ၆လို့ကျွေကြပြီဆိုရင်လေအုံးကလေးဒိုင်းကလေးနဲ့ ဘေးကလူတွေပါအကုန်လန့်ဖြန့်ကုန်ရောဟာဟာလာလာအပြိုကြီးတယ်အဲ့လိုပဲလားအော်တော်တော်ပြောတတ်တယ်နော်ဥပမာလေးတော်တော်ကောင်းတယ်မိန်းကလေးတွေကပေါ့နော်ယောက်ျားလေးကပူတော်တယ်ပြောလို့ကျွန်တော်အဲ့ဒါမယုံဘူးကျွန်တော်စမ်းကြည့်ခြင်းတယ်နော်ကျွန်တော်မိတဲ့မိန်းကိုခေးနိုင်နေဆိုရင်ဒီထဲမှာရှိတဲ့ဒွင်းသီး16မွာလောက်အမအောက်ပေးမယ်အဲ့တော့ကျွန်တော်မိကုန်းစမင်းပြီဒီထဲမှာဘာအသိရှိလဲဟာ မေကွန်ကြီးอ่ะမေကွန်ကြီးอ่ะတော်တော်ဖြည့်ရခတ်မဲ့မေကွန်ကြီးเนาะခက်ခက်ခက်ခဲကိုစဉ်းစားလဲရမှာပဲเนาะတော်တော်ခတ်တဲ့မေကွန်ကြီးကိုမေးတာကွာဒါမျိုးကြီးကတော့မမေးသင့်ဘူးတက်လားစဉ်းစားရင်းနဲ့ခေါင်းတွေပါတွေခြောက်ပြီးတော့သပင်းတွေပါတွေဖြူသွားနိုင်တယ်တက်လားစဉ်းစားရင်းနဲ့ဒီတဲမှာဘာအသိရှိလဲဒွင်းဒီဒွင်းဒီဒွင်းဒီဟာ မှန်သွားပြီတော်လိုက်တာဗျာမဟုတ်သေးဘူးလေအဲ့ဒါဒဝင်းကြီးမှန်တာဟုတ်ပြီဘဏမွာရှိလဲရတော့တိမှမဟုတ်ဘူးဒဝင်းကြီးကတော့မှန်သွားဘဏမွာလည်းပြောစကောမစကောမဟာလောကကွက်တီပဲနော်ကျွန်တော်စိုင်မတေချာကြီးခဲ့တယ်ကျွန်တော်ကြီးတဲ့ချိန်မှာဘေးမှာရက်လာတာမသိရင်အချားမြင်ရနေတဲ့အတိုင်းပဲနော် something တော့ something ပဲ something တော့ something ပဲနော်ရှင်တို့ ဟာအဲ့ဆိုလို့ရှိရင်ယောက်ျားလေးကမိန်းကလေးတွေပို့တော်တယ်ဆိုတာမှန်နေပြီလားမသိဘူးဟုတ်တယ်ဗျာကျွန်တော်ပြဘူးလည်းပိတ်ထားတယ်အထဲမှာဒွင်းသီးပါတာကိုလည်းတည်တယ်စကူးမှာပါတယ်ဆိုတာလည်းတည်တယ်အမဘယ်လိုတော့မှန်အောင်ပြောရတာမှန်ပြောလိုက်တာပဲဟုတ်မှန်ပြောလိုက်တာဟုတ်ကဲ့အဲ့တော့ကျွန်တော်လည်းကြော်ပြောလိုက်စကားအတိုင်းပါပဲအထဲမှာဒွင်းသီးစကူးမှာပါတာမှန်တယ်သူကမောက်ဒွင်းသီးလေးပေးပါတယ်ကဲအဆောင်လေးယူဝေးပါကျွန်တော်ဒါဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရထာလန်း 35လမ်းမှာဒွေမားကတ်ဆိုတဲ့ဆိုင်လေးရှိပါတယ်အမှဝဲလို့ရတယ်ဆိုင်အဟိုးမှာမြင်နေရပါတယ်ဆိုင်မအိုပါလေးနဲ့ဟုတ်ကဲ့ပါစားကျင်တဲ့လူရှိရင်ခေါ်လာခဲ့နော်ဟုတ်လိုက်ပါမယ်ဆိုဟုတ်ဟုတ်ကဲ့ပါဒါနော်ကောင်းကောင်းစားဟုတ်ပြီကင်မရာလေးကိုတက်တက်လေးပြပါဦးတော်တော်စားတယ်ပဲနော်ခက်ခက်ခဲခဲမေးခွန်းကြီးတွေကိုမေးသွားတာပဲတငင်ချင်းဘုကဘယ်လောက်ဝယ်ရလဲတငင်ချင်းဒီကားဒီ online တူတူပဲ online တူတူပဲ900 900တူတူပဲ အေးဘာမှဆက်ပြောစရာစကားမရှိတော့လုံးဝစွန့်အားသွားပြီနော်ထမင်းကုံကြီးဆိုတဲ့ကြောင်းပကံများကြီးနဲ့ပြောတယ်ဟိုကလည်းထမင်းမရှိတော့ဘူးဆိုတဲ့ကြောင်းအိုးကြီးကိုပြလိုက်တယ်ဘာမှကိုပြောစရာစကားလုံးမရှိတော့ဘူးမောင်မောင်မောင်အားရရရောချာလို့အေးရေးလေးမျိုးပေါအောင်မဟာဟာမလီ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 ဟာဖြုတ်တယ်ရောင်ရေရှယ်ဖြုတ်ပူပြီးရေထဲမှာအားရောင်ပြင်းပြင်းအားရေရောင် ေးကျုံးကွာမကြောက်မလန့်နော်တော့မဟုတ်တော့ရအာမလေးဘယ်မှာလဲတော့မသိဘူးနော်ကျုံးရက်တော်တော်ကြီးနေတာလမ်းမှာလဲအကုန်ရေတွေမြုပ်ကုန်ပြီမိုးရတီနေတူတယ်ဒီဗီဒီယိုလေးကတော့အိမ်အောင်မပြုတ်သားသမီးမရှိဘူးဆိုလို့ရှိရင်တဲ့အသက်ကြီးလာရင်ဘယ်သူပြုစုမှာလဲဆိုတော့မိကွန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအမတ်တယောက်ပြောထားတာလေးကိုကြဲကျွန်တော်တို့အတူတူလိုက်နားထောင်ကြည့်အောင်ဗျာ အမတယောက်ရဲ့ comment လေးလေးပျောက်သွားလို့ပြန်ရှာလို့မရတော့လို့မနေ့ကကျွန်တော်ကအာအိမ်အောင်ကြီးအကြောင်းကိုပြောတဲ့ခါကျတော့သူကမပြောလဲဆိုတော့အဲနဲ့အိမ်အောင်မရှိလို့ရှင်အပူပင်တော့ကင်းတာတော့မှန်နေတဲ့ဒါပေမဲ့အသက်ကြီးလို့ရှင်ရဲ့နဲ့ဘသူကကိုယ်ပေါ့နော်ပြုစုဆောင်ရှောင်မလဲပေါ့ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့အပြိုကြီးလူပြိုကြီးတွေကိုကြည့်ပြီးတော့သူတန်ဝေကရရတယ်ပေါ့နော်နေမကောင်းလို့ရှင်စံပြုတ်ကလေးတောင်မှပြုတ်တိုက်မယ်လို့မရှိဘူးပေါ့နော်အမ် ဲ့လားနဲ့ပတ်သက်လို့လေကျွန်တော်ရဲ့တူးတဲ့အမြင်လည်းဖြစ်မှာပေါ့နော်ဒါကအမှန်တရားလို့မပြောပါဘူးအာကျွန်တော်မြင်တဲ့အမြင်လေးပြောပြမယ်နော်အာဒီခေတ်ကြီးထဲမှာဆိုလို့ရှိရင်သားသမီးတွေဘလောက်ပဲရှိရှိသားသမီးတွေအများကြီးရှိရဲ့လို့လေဒီသားသမီးတွေကကိုယ်အသက်ကြီးလာလို့ရှိရင်ပြူစုစောက်ရှောက်မယ်ဆိုတော့မျောလင်းချက်နဲ့မပြောနိုင်အောင်နော်อืม ကိုငယ်တဲ့အချိန်မှာတည်းကိုကသူတို့ကိုပညာရေးတွက်တော်၎င်းစီးပွားရေးတွက်တော်၎င်းအကြောင်းမျိုးမျိုးကြောင့်နော်ကိုယူထားတဲ့ကိုယ့်ရဲ့အမျိုးသားအဲနော်ကိုမွေးထားတဲ့ကိုယ့်ရဲ့သားသမီးတွေနဲ့ကကျွန်တော်တို့ငွေရေးကြေးရေးအလုပ်အကိုင်အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ကဆော့ဆော့စစ်စစ်ကိုဟိုးအရင်တော့ထပ်ပို့ပြီးတော့ခွဲခွာနေကြရတာဟုတ်တယ်ခွဲခွာနေဖြတ်ပြောလိုက်မှအဲ့ဒါလည်းမှန်တယ်ဗျာဟုတ်တယ်အခုနောက်ပိုင်းကဗျာတိတ်လားစီးပွားရေးအခြေအနေကြောင့်ပညာရေးအခြေအနေကြောင့် ခုဆိုလို့ရှိရင်ဗျာပိုဆိုးတာအဲ့လိုစည်ရေးအခြေအနေကြောင့်နိုင်ငံရေးအခြေအနေကြောင့်ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်အတူမနေရဘဲနဲ့တော်တော်များများမိဝေးဖဝေးနဲ့မိသားစုနဲ့ဝေးပြီးတော့ခွဲနေရတဲ့အခြေအနေတွေတော်တော်ကိုများတယ်ဗျာသိလားအခုနောက်ပိုင်းကပေါ့နော်ဝေးကြည့်အလုတ်အကိုင်းအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ကဆော့ဆော့စစ်စစ်ကိုဟိုးအရင်တော့ကထပ်ပို့ပြီးတော့ခွဲခွာနေကြရတာနော်ခွဲခွာနေကြရတာအဲ့တော့ ကလေးတွေဆိုရင်အဲ73နှစ်74နှစ်တလောက်လေးနဲ့လေနိုင်ငံเจ้าမှာပညာသွားသင်ကြတာတွေရှိတယ်မှန်တယ်အာနိုင်ငံเจ้าမှာပညာသွားသင်ကြပြီဆိုတော့တချို့ဆိုလဲအဲတည်တည်အခြေချနေထိုင်သွားဖို့စိတ်ကူးတွေနဲ့အဲ့လိုနေသွားကြတာရှိပြန်မလာတော့ဘူးဟုတ်တယ်အသက်ကြီးလို့ရှိရင်ကို့ဘေးနားမှာသာသမီမွေးထားတော်ညာအဲပြုစုဖို့ဆိုတာဆိုတဲ့မျောလင်းချက်ကြီးရလေတိတ်မဖြစ်နိုင်တယ်လို့မျိုးဖြစ်လေပေါ့နော်အဲအစုံစုံပြောရရင်ကိုယ့်ရဲ့အိမ်တော်ဘက်တော်တည်ကြအောင် อืมဘိုးဘွားရေးသားတွေဘာတွေသွားကြည့်လို့ရှင်လဲလေအပြိုကြီးလူပြိုကြီးတွေပဲရှိနေရမှာဟုတ်ဟုတ်တယ်။ကျွန်တော်ရှိသားသမီးရှိရဲ့လူတွေကပိုတော်များသေးရယ်။နော်ပိုတော်များသေးရယ်ဆိုတော့လေကျွန်တော်တို့ကဟိုတက်ကြီးတဲ့ဟာပေါ့နော်တက်ကြီးသွားပြီ။ဟိုကိုမလုံးနိုင်မကင်နိုင်တော့တဲ့အချိန်ကိုဘာနဲ့ပြင်ဆင်ထားတာအကောင်းဆုံးလဲဆိုတော့မန်းနီးနဲ့ပြင်ဆင်ထားတာတော့အကောင်းဆုံးပဲ။ဟောပတ်စံရှိတယ်ဆိုလို့ရှိရင်ဘဝရဲ့ပြဿနာက တော်တော်များများဖြည့်ရှင်းလို့ရဟုတ်တယ်ဟုတ်ကဲ့ငုံလောက်ကဖြည့်ရှင်းပြီးသားဖြစ်တယ်ပေါ့နော်ဘာမရှိဘူးလဲဝင်နဲ့ဖြည့်ရှင်းလို့ရဟိုကမရှိဘူးလားဝင်နဲ့ဖြည့်ရှင်းလို့ရတယ်မှန်တယ်ဒီခေကြီးမှာပတ်စံနဲ့အဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေဆိုတာရှားတယ်ရှိတော့ရှိတယ်ရှားတာပေါ့နော်ဒါရိုက်ဖြည့်ရှင်းလို့ရရင်ရမရလို့ရှင်တွေ့ဝိုက်တော့နီးနဲ့ဖြည့်ရှင်းလို့ရတာလေဤပဲဆိုတော့လေမှန်တယ်ဗျာအဲ့တော့တသမိရှိလဲကိုယ်ဘေးနားမှာကိုယ်အသက်ကြီးတဲ့နေရာအသက်ကြီးတဲ့အချိန်မှာအပြုစုဟုတ် အခွင့်အရေးသူတို့မှာရှိမရှိကိုလည်းအဲ့ဒီကံကြီးကောင်းမကောင်းကို့မှာလည်းအဲ့လိုအခွင့်အရေးရှိမရှိဆိုတာမသိကြပါဘူးကျွန်တော်ကတော့အဲ့လိုပဲခံယူထားတယ်เนาะဘသူမှဘသူမှမသိကြအောင်เนาะအဲလျောင်ကြားဇနီးမယားအနားမှာရှိဖို့နော်တေတပံတက်တဆုံတက်ကြီးရဲ့ ठी သာသမီတွေအနားမှာရှိဖို့ရှိနေတော်ညာလဲပဲကိုကိုစိတ်လိုလဲရပြုစုပေးဖို့စောင့်ရှောက်ပေးဖို့သူတို့မှာငွေကြီးအလုံးလောက် ဲလူအင်အားအလုံးလောက်အချိန်လုံးလောက်ရှိဖို့ဆိုတာလေကျွန်တော်တို့မျောမှန်းလို့မရတော့ဟုတ်တယ်ခက်ခဲသွားပြီမှန်းလို့မရတော့တေချာပြောလို့ပြော၍မရတော့ပါအဲ့တော့တေချာတာကတော့ဘာတေချာလဲဆိုတော့ကိုကိုတိုင်းကတော့တေချာတယ်အဲကိုနဲ့ကိုကတော့အမြင်နဲ့တူတူရှိနေမှာတေချာတယ်ကိုကလွယ်ပြီးရောဒီပြင်အဲဘသူတွေကမှတော့ကိုနဲ့တူတူတေတစ်ဖက်သဆုံးရှိဖို့မတေချာဘူးပေါ့နော်အဲ့တော့မှန်မဲဗျာတကြီးဘသူလုံကျွေးမှလဲတော့တကြီးဘသူပြုစုမှလဲဆိုတော့อืม ညှော်မှန်းချက်ကြီးနဲ့အိမ်တော်ပြူတာကတော့ကလေးယူတာကတော့တိတ်ပြီးတော့အခုခင်နဲ့တိတ်မကိုက်ညီရောဘူးတဘာဝမကြတော့ဘူးလို့ကျွန်တော်ထင်တာပဲလေเนาะဒါကတော့ကျွန်တော်ယူဆပါလေဖြစ်ချင်းဖြစ်မှာပါเนาะမှားနိုင်ပါတယ်လို့เนาะအခုဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာရောသူလိုပဲရင်ပတ်ချင်းတူပြီးတော့သူပြောသွားသလိုတွေးဘူးတဲ့သူတွေများရှိလားဗျာ ဒီစကားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်ရွယ်ဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်